မြတ်စွာဘုရားလက်ထက်ကစံကျေတဲ့တရားစကားကိုပြောတတ်တဲ့နေရာမှာအတာဆုံးအမျက်ဆုံးဆိုတဲ့ဣတိတေဘွေတူကိုရရှိတော်မူခဲ့တဲ့ရှင်ကုမာရကတ္တပမထေဆိုတာရှိတယ်။အဲ့ဒီရှင်ကုမာရကတ္တပမထေရဲ့မေတော်ဘိက္ခုနီမကိုအကြောင်းပြုပြီးတော့ဒီဂါထာတော်ကိုမြတ်စွာဘုရားဟောတာ။အဲ့ဒီဘိက္ခုနီမရဲ့အကြောင်းမှလည်းစိတ်ဝင်စားတဲ့အကောင်း။သူကရာဇဂြိုမြို့က အလွန်ချမ်းသာတဲ့တူရီသောတတိသမီးပဲအဲ့ဒါတိတတ်တဲ့အရွယ်ကစပြီးတော့ယတနာမြတ်သောမကိုအလွန်ကြည်ညိုတယ်အဲ့ဒီတတိသမီးလေးကသူ့ဘဝမှာသူကဘလိုလေးနေသွားကျင်တာလဲဆိုတော့ဘိက္ခုနီမာလေးဝတ်ပြီးတော့မြတ်သောအကျင့်ကိုကျင့်သုံးရင်းနဲ့အတိတုညံတုကိုရှာပွေးပြီးတော့ငြင်းငြင်းအေးအေးလေးသူကဘဝမှာနေသွားကျင်တာဒါကြောင့်ဘိက္ခုနီမာပြုတ်ခွင့်ပေးဖို့မိဘတွေကိုသူခဏခဏတောင်းဆိုတယ်သို့တော့မိဘတွေက ဒီအလွန်များပြန့်လာတဲ့ဥစ္စာပစ္စည်းတွေကိုဘယ်သူအမွေဆက်ခတ်မလဲဆိုတဲ့ပြဿနာကြောင့်တူတီသောဒီသမီးလေးကိုရဟန်းပြုခွင့်မပေးဘူး။အဲ့ဒါနဲ့မေသူ့ကိုအချိန်တန်အရွယ်ရောက်တဲ့အခါကျတော့အဆင့်တူတထေသတယောက်နဲ့ပေးစား။အဲ့ဒါကြောင့်သူကလင်းယောက်ျားအိမ်ကိုလိုက်တော်ရတယ်။ဒါပေမဲ့သူကအည်သွေးရှိတဲ့လိမ္မာပတ်နေတဲ့အမျိုးသမီးဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့လင်းယောက်ျားဖြစ်တဲ့သူကိုနားလေသဘောပေါက်အောင် ပြောဆိုပြီးတော့ ယဟန်ပြုတ်ခွင်တောင်းတယ်အယောက်ျားဖြစ်တဲ့လူကလည်းသဘောထားကြီးတဲ့ဉာဏ်ရှိတဲ့ပုံကိုဖြစ်တဲ့အတွက်ကြောင့်အော်ဒီလိုစိတ်ဆန္ဒမျိုးဆိုတာအလွန်မှဖြစ်ခဲတဲ့စိတ်ဆန္ဒမျိုးတမ်းမြစ်တဲ့စိတ်ဆန္ဒမျိုးဘူးအပိသိတဲ့စိတ်ဆန္ဒမျိုးဖြစ်တယ်လို့နားလည်မှုဖြစ်ရှိတဲ့အတွက်ကြောင့်ဇနီးဖြစ်တဲ့လူကိုရွှေထန်းစင်ပေါ်မှာတောင်း တင်ပြီးတော့အเจ้าတော်ကိုပို့တယ်တဲ့အဲ့ဒါကြောင့်သူဘိက္ခုနီမလေးဖြစ်သွားတယ် ဒါပေမဲ့ဘိက္ခုနီမလေးဖြစ်သွားတော့တခုရှိတာကသူကလူဘွားကပြိတ္တိပါလာတာကိုမသိဘူးအဲ့ဒါကြောင့်မလို့ရဟန်းပြုတ်ပြီးတော့နှစ်လသုံးလလောက်နေတဲ့အခါကျတော့ဒီကိုဝင်သားကတဖြည်းဖြည်းနဲ့ထင်ရှားလာတယ်ဥပြီးတော့အချိန်ဤဆိုတာကသူရဟန်းပြုတ်မိတဲ့အတိုင်းပိုင်းကရှင်တေဝရတ်ရဲ့တပည့်မတွေဖြစ်နေအဲ့ဒါနဲ့အဲ့ဒီဘိက္ခုနီမတွေကသူ့ရဲ့ဆရာရှင်တေဝရတ်ကိုသွားပြီးတော့ရှောက်ကြတာပေါ့ရှင်ဗျာဘိက္ခုနီမလေးတပါးတော့ဒီလိုဒီကြောင်ဖြစ်နေတယ်ဆိုတော့ ရှင်တွေတက်ကဘာပြောလို့ဆိုတော့အေးတဲ့အဲ့ဒါလို့ဆိုလို့ရှိရင်တို့အတိုင်းဝိုင်းနာမည်ပြက်လိမ့်မယ်သူ့ကိုလူချုပ်ပေးလိုက်တဲ့။နော်။စုံပြက်ချက်ကိုမစင်းသားမစင်မြင်မဲနဲ့အရန်ကာရောလှုပ်တာပေါ့နော်။အဲ့ဒါနဲ့ဘေကုဏီမတွေကသူ့ကိုလူချုပ်ကြမယ်လို့တော့ရှင်မတို့တဲ့ငါဟာရှင်တေဝရရဲ့သာသနာမှာရံပြုခဲ့တာမဟုတ်ဘူး။ငါဟာမြတ်စွာဘုရားရဲ့သာသနာမှာရံပြုခဲ့တာ။ဒါကြောင့်ငါ့ကိုမြတ်စွာဘုရားကြီးကိုပို့ပေးကြပါလို့တောင်းပန်တယ် တထေသမီးကဖြစ်လာတဲ့ဘိက္ခုနီမလေးဆိုတော့အရှင်ဝါလည်းအထိုက်အလျောက်တော့ရှိမယ်ပေါ့နော်။ဒါကြောင့်ဘိက္ခုနီမတွေကသူ့ကိုမြတ်စွာဘုရားကြီးကိုပို့ပေးကြတယ်။အဲ့ဒါမြတ်စွာဘုရားကြီးရောက်တဲ့အခါကျတော့မြတ်စွာဘုရားကသိပါတယ်။ဒါလူဘောကပလာခဲ့တဲ့ပရိသတ်တွေဖြစ်တဲ့အတွက်ကြောင့်ဒီဘိက္ခုနီမလေးရဲ့သီလဟာစင်ကြယ်မှုရှိတယ်ဆိုတာကိုသိတယ်။သို့တော့အများလက်ခံနိုင်မှုလူသေးတဲ့အတွက်ကြောင့်ဒီဘိက္ခုနီမလေးရဲ့အမှုအခင်းကို ဝိနည်းယာမှာဣတရေရတော်မူတဲ့ရှင်ဥပါလိမထေမျက်စီကိုအလိုက်တယ်။ရှင်ဥပါလိကလည်းယန္တာဆိုတော့တည်တယ်။တိလဟာစင်ကြဲတဲ့အဖြစ်ကင်းနေဒါလူဘဝပါလာခဲ့တဲ့ပရိသတ်တွေတည်တယ်။သို့တော့ခက်တာကလူဆိုတာအများနဲ့နေတာဖြစ်တဲ့အတွက်ကြောင့်အများနားလေသဘောပေါက်ဖို့လူသေးတယ်။အများနားလေသဘောပေါက်အောင် လုပ်ပေးရအောင်ပဲဟုတ်လား။အဲဒါကြောင့်မို့လို့ဝိတာကကြောင်းမကြီးအမှုပြုတဲ့ မြို့မြင့်တဲ့ဘုံဒကမာကြီးတွေကိုကြောင်းခေါ်ပြီးတော့ဒီဘိက္ခုနီမလေးရဲ့ကိုဝင်သားဟာဘယ်ချိန်ကရခဲ့တာလဲဆိုတာကိုအသေးချာစစ်သစ်ခိုင်းတယ်။အဲ့ဒါအသေးချာစစ်သစ်ပြီးတော့မှဝိသားကကြောင်းမကြီးကအရှင်ဘုရားဒီဘိက္ခုနီမလေးရဲ့ကိုဝင်သားဟာလူဘဝကပလာခဲ့တာလို့ရှောက်တယ်။အဲ့လိုရှောက်တော့မှရှင်ဥပါလိကဒီလိုဆိုလို့ရှိရင်ဒီဘိက္ခုနီမလေးရဲ့တီလာစင်ကြယ်တယ်တီလာဝိတ္တုဒ္ဓိဖြစ်တယ်လို့အမှုကိုစုံဖြစ်တယ်တဲ့။ ဲ့ဒါကြောင့်သူလူချွတ်เสียမလို့အဲ့ဒါလို့ ਨੇ ဦးဇင်းတို့ဘိက္ခုနီမာလေးဘဝနဲ့ပဲအချင်းကြတဲ့ခါကျတော့တာယောက်ချမ်းလေးကိုမွေဖွားတယ်အဲ့ဒီကလေးကတစ်ချိန်မှာရှင်ကုမာရကတ္တပမထေရလို့ထင်ရှားတယ်သူတို့သားမိရဲ့အကြောင်းကဟိုပြောရလို့ရှိရင်စမ်းကြံမှုတွေအများကြီးရှိတယ်။အတူတူနေရလာတယ်လို့လည်းသိပြီးတော့မရှိကြဘူး။ဒီကလေးလေးမွေးပြီးတော့၃လလောက အရွယ်လောက်မှာပဲကောသလမင်းကြီးကကြောင်းတော်ရောက်လာတော့ကလင်းကိုသံကြတော့မေးတာပေါ့ဒါပါလဲဆိုတော့ဘိက္ခုနီမာလေးတပါးမွေးထားတာအကြောင်းစုံကိုပြောကြတော့အေးတဲ့အဲ့လိုဆိုလို့ရှိရင်ဒီကလေးရှိနေတယ်ဆိုရင်အရှင်မတွေဘလို့လုပ်ပြီးတော့မြတ်တော်ကျင့်ကိုထိရအောင်ကျင့်နိုင်မလို့ဒါကြောင့်ဒီကလေးကိုငါမွေးစားမယ်ဆိုတော့နတ်တော်ခေါ်သွားမိတယောက်နေနဲ့ကိုချင်းစာကြည့်ပေါ့နော်ဒီကမာကြီးများကိုသားလေးကိုပေးလိုက်နိုင်မလားပဲပေးလိုက်နိုင်မလို့ ဒါမလို့အချီအနေရပြီးမှဖြစ်မဲ့အနေအထားဖြစ်နေတော့သူပေးလိုက်ရတယ်။စိတ်ချမ်းသာမှု ရှိနိုင်မလားမရှိနိုင်ဘူးနော်။ဒါပေမဲ့ကလေးကခုနှစ်နှစ်သားအရွယ်ရောက်တဲ့အခါကျတော့သူ့ဘဝစက်ချောင်းကိုတိတဲ့အတွက်ကြောင့်ကိုရင်ဝှစ်ချင်တယ်ဆိုပြီးတော့အဲ့ဒါကြောင်းတော့ပြန်ရောက်လာကိုရင်ဝှစ်တယ်။အဲ့ဒီကိုရင်လေးကတဖြည်းဖြည်းနဲ့ကြည်လာတော့ရမ်းဖြစ်ရမ်းဖြစ်လာတော့ရှင်ကုမာရကတ္တပါကမဲတော်ကို ထားခဲ့ပြီးတော့တပါးတည်းထွက်သွားတယ် မြတ်သောကျင့်ကိုထိရောက်အောင်ကျင့်မယ်ဆိုပြီးတော့ဘလောက်ထိကြာသွားတော့ဆိုတော့7နှစ်တောင်ကြာသွားတယ်ဧတဲ့အဲ့ဒါမေတော်ဖြစ်တဲ့ဘိက္ခုနီမကဒီသားကိုဘယ်ရောက်လို့ဘယ်ပေါက်နေတယ်ဆိုတာတော့မသိဘူးခုခေတ်လိုဆက်သွေးတွေပါလေလဲရှိတာမဟုတ်တော့ပြောရရင်သေလားရှင်လားဆိုတာတောင်မသိဘူးအဲ့ဒါဒီဘိက္ခုနီမကဒီသားစိတ်နဲ့တနစ်တရမှာစိတ်ချမ်းသာရတယ်လို့မရှိဘူးအသားလေးပဲမြန်ရောက်နေအသက်မှရှိသေးရဲ့လား တာပေါ်မှာဖြစ်နေတဲ့သမှုရိယတန်ရောစင်ကသူ့ကိုအများကြီးနှိမ့်ဆက်တယ်ပေါ့မြတ်သောကျင့်ကိုထိရအောင်လည်းမကျင့်သုံးနိုင်နော်နေ့စဉ်ဒီသားစိတ်နဲ့ပဲသူဆင်းရဲရတယ်ဒါပေမဲ့ရှင်ကုမာရကတ္တဘာကဝမိကသုတ်တံတရားတိတ္တမလာတဲ့နိနာနိတယမြန်နေကြီးကျင့်ကြံချက်ကိုအထုတ်လို့အာတောကုန်ခာယန္နာဖြစ်တယ်အဲ့လိုနဲ့ဦးဇင်းတို့ဒီနေ့မှာမြို့ရဲကိုစွမ်းကန်ကြွရင်းနဲ့ ဒီမေတော်ဖြစ်တဲ့ဘိက္ခုနီမသူ့သားယဟန်ကိုဆွန့်ခံရင်းနဲ့တွေ့တာအဲ့ဒီတွေ့တဲ့အချိန်မှာသူနဲ့ကွဲကွာနေတာ၁၂နှစ်လောက်တောင်ရှိသွားပြီတဲ့မာတာလေးနဲ့တူလိုက်တာဆိုနောက်ကနေအပြေးလိုက်တယ်ခလူတွေဘာတွေတိုက်ပြီးတော့လဲစိတ်ကလှုပ်ရှားတာဟောဘာတွေလှုပ်ရင်းတဲ့အချိန်ကုန်းနေတာဒီတန်ရောစဉ်လေးတောင်မဖြတ်တော့နိုင်သေးဘူးလားနေကောင်းလားဘာလားမမေးဘူးနော် ဟမ်အဆင်ပြေလားနေကောင်းလားမမေးဘူးနော်ဘာလို့လုံရင်းနဲ့ချိန်ကုန်နေတာဒါလေးတောင်ဖြတ်တောင်နိုင်သေးဘူးလားဆိုဒီတိပဲပြောတာဟုတ်လားအဲ့ဒါလို့လည်းပြောလိုက်ရောသူနာသူမယုံနိုင်ဘူးပြန်ပြီးတော့မေးတယ်ဘာပြောလိုက်တာလဲဒီစကားပဲထပ်ပြီးတော့ပြောတယ်အဲ့ဒီကြတော့သောသောကယူစီးကြနေတဲ့မျက်ရည်ကတောက်လျှောက်တန်းပြီးတော့ရက်သွားတယ်နော်တိုက်လိုက်တဲ့ဈေးကားကြီးကစွန့်တယ်လို့ပြောရမယ်နော် ဩငါကသာ12နှစ်ကာလပတ်လုံးမျက်ရည်နဲ့မျက်ခွက်မပြတ်အောင်ဒီသားပေါ်မှာတယောစင်နေနဲ့ပူလောင်ပင်ပန်းပြီးတော့ညှိတွင်နေတာသားဖြစ်သူကဖြင့်မာကြောလှကြည့်ဟုတ်လားတခါတည်းမှာဖြစ်သွားတယ်သူသူကမာတယ်ဆိုတော့ကိုကလည်းမာဖို့စဉ်းစားရတာပေါ့ဟုတ်လားအဲ့ဒါနဲ့အဲ့ဒီနေ့တွင်ပဲသားပေါ်မှာဖြစ်တဲ့တယောစင်ကိုဖြတ်တောက်နိုင်တဲ့အတွက်ကြောင့်ရတ္တမညာရတ္တဘုံညာကိုရရတယ်အရှင်မြတ်တွတ်တာမမာဘူးနော် ဲ့ဒီမှာသူယန္တာဖြစ်တယ်ဆိုတာကိုမြတ်စွာဘုရားသိသိတဲ့အချိန်မှာမြတ်စွာဘုရားသောတဝကာထာကိုအဲ့ဒီမှာဟောတာနောအတ္တဟိအတ္တနောနာထောကောဟိနာထောပရောတိယအတ္တနာဟိသုတံဒေနာနာထလပတိထုံလပဘဝမှာကိုယ့်အတွက်အာကိုရာကိုပဲရှိတာကိုဟာလွဲလို့တခြားသူဟာကိုယ့်အတွက်အာကိုရာမဖြစ်နိုင်ဘူးအဲ့တော့ကိုဟာလွဲလို့တခြားသူဟာဆိုတဲ့နေရာမှာ တကယ်ကိုကိုကလွတ်ရင်တခြားသူအားလုံးကိုတခြားသူလို့မြင်ဖို့လိုတယ်။သာသမီလည်းတခြားသူပဲမိဘလည်းတခြားသူပဲညီကိုမောင်နှမလည်းတခြားသူပဲဆရာတွေပဲလည်းတခြားသူပဲဟုတ်လားကိုယ့်အတွက်ကိုပဲရှိတာတကယ်ကဒါကိုဖုန်းဖုန်းတို့ကမြင်တတ်ဖို့လိုတာပေါ့နော်အဲ့လိုကိုကိုကိုအားကိုးတော့မယ်ဆိုလို့ရှိရင်လည်းတကယ်အားကိုးရာကိုရအောင်ဘာလုပ်ရမလို့ကိုကိုကိုပဲပြန်ပြီးတော့အကောင်းဆုံးဖြစ်အောင်ပြုပြင်ရမယ်စုံမရမ ဟုတ်တယ်မဟုတ်လားကိုကိုပြန်ပြီးတော့ဆုံးမနိုင်မှကိုကိုဆုံးရတယ်ဆိုတာကအကျဉ်းမြစ်နှမျိုးလို့ဘုံဘုံကတော့နားလည်းမိတယ်ဘလို့နားလည်းမိတော့မကောင်းတာမဖြစ်အောင်လုပ်တာကောင်းတာဖြစ်အောင်လုပ်တာအဲ့ဒါကိုကိုဆုံးမတာပဲဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်နော်အခြေခံကြကြစဉ်းစားကြည့်ဟုတ်လားကိုကိုဆုံးမတယ်ဆိုတာအဟုတ်တာတွေလှုပ်ချင်စေပေါက်လာတယ်ပြောချင်စေပေါက်လာတယ်တွေးလာတယ်ဟဲမတင်တော့ဘူးဒါဆင်းရဲကြောင်းတွေပဲဆိုပြီးတော့ဒါဟုတ်မဖြစ်အောင် တော့ဘုံဘုံတို့ကြိုးစားတာအဲ့ဒါမလုပ်တာတော့ကို့ဆုံးမတာပေါ့ဟုတ်လားကောင်းတာတွေလုပ်ရှိဖို့နော်သီလတွေစင်ကြယ်ဖို့စိတ်ရတည်ငြိမ်မှုကိုရဖို့မတိသေးတာကိုတီးဖို့ကြိုးပမ်းရမယ်အားထုတ်ရမယ်ဆိုပြီးတော့ကောင်းတာဖြစ်အောင်ဘုံ